ရခိုင်မကွေးကြားကငဖဲအပိုင်နေရီကန်လေးချောင်းရံကာကွယ်ရေးဗျူဟာနဲ့ညနေရှင်းဆိုင်ကာကင်စခန်းကုန်းတစ်ခုနဲ့ပစီရွာအနီအနာကကုန်းတစ်ခုတို့ကိုအရခတ်တက်တော် EE နဲ့ပူပေါင်းတော်လိုင်းရေးတပ်ဖွဲ့တွေကဆက်လက်သိမ်းပိုက်လိုက်တယ်လို့သိရပါဗျ။စစ်တပ်ရဲ့နေရီကန်လေးချောင်းရံကာကွယ်ရေးဗျူဟာစခန်းကုန်းနဲ့ညနေရှင်းဆိုင် ကုန်းတကုန်းနဲ့ပစီရွာဖျားကုန်းကို EE နဲ့ပူပေါင်းတက်တွေကအခုရပိုင်းအတွင်းမှာသိမ်းပိုက်ထားတယ်လို့စီရေးသတင်းရင်းမြစ်တွေကပြောကြပါဗျ။ အခုလိုစကန်တင်ထားတာနဲ့ပတ်သက်လို့အေအေကထုတ်ပြန်တာမျိုးမရှိသေးပါဘူး။ပဇီနဲ့လှရွာအကြားကပတ်ဝန်းကျင်အနီးတစ်ဝိုက်ကိုအေအေနဲ့ပူပေါင်းတပ်တွေကတင်ပိုက်ထားပေမဲ့နောက်ဆုတ်သွားတဲ့စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေနဲ့အသက်ထမှန်စစ်ကြောင်းထိုးလာတဲ့စစ်ကြောင်းတို့ပူပေါင်းကအေအေတင်ပိုက်ထားတဲ့နေရာတွေကိုထုတ်စစ်ဆင်မှုတွေလည်းရှိနေတယ်လို့ဆိုပါရယ်။ဒါကြောင့်လက်ရှိမှာနေရကံပြူဟာကုန်းတောင်ကိုရအောင် လမ်းဟောင်းလမ်းသစ်တွေကနေထိုးပေါက်နေတဲ့စစ်ကြောင်းနှစ်ခုနဲ့ကုတ်ကြီးရွာအနာတဝိုင်းပစီနဲ့လှိုင်းရွာအကြားတို့မှာအေးအေးနဲ့တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့သိရပါတယ်ရှင်။